ပုံမှန်တိုင်းကလူကိုခွေးကြိုက်တော့ဘောနော်ကိုတော့ဟိုမေခွန်းရှိလာလို့သာဖြေနေရတယ်ဒီကောင်းနေအเจ้าပါလာနှုတ်ထဲကထုတ်ဖို့တော့တနယွန်းလာဆက်စုပ်တာကိုအတိအကျပြောရတယ်နော်မင်းတို့မလိမ်နဲ့နော်မင်းတို့အဲ့ရွေးကောက်ပွဲကိုသွားမဲ့အချိန်နေမင်းတို့အဲ့အတွက်ယုံကြည်သွားနဲ့မဲပေးပါတော့ကို6ကိုတို့မဘာသားတို့ဘာတို့ ကြိုက်တဲ့မျိုးဘာသာသာသနာကြိုက်တဲ့ကောင်ပြောမင်္ဂလာပါကျွန်တော်ကျော်သက်လင်းပါ MRTV က CDN ဘောနော်အဲ့တော့ကျွန်တော်တို့လောက်သက်နဲ့20ပေါ့အဲ့လိုမျိုးလောက်ပြီးတော့မှကျွန်တော်ဖေဖော်ဝါရီလ9ရက်နေ့မှာကျွန်တော်တို့ CDN လောက်တဲ့ဆိုပြီးတော့ခြင်ညာတယ်6ရက်နေ့မှာ Facebook ပေါ်စတင်တယ်။တစ်ဆက်တည်းနေမှာကျွန်တော်ဝင်ဖန်းနဲ့ပြေးရတယ်။အဲ့လိုနဲ့ပဲအခုဒီရှေ့ရောက်လာတယ်။2020ရွေးကောက်ပွဲကညာစရာမလို့ညစ်စရာမလို့တဲ့ပွဲပဲလေ။နော်။ခဲဆက်ဆက်မှာကိုရို1988မှာ89ပေါ့နော်။အဲ့ကာလတွေမှာအဲဒါနိုင်ရင်အပ်မယ်ဆိုပြီးတော့နိုင်တယ်။တောင်မျိုးကမ်းမျိုးပဲ။ဘက်တော့ဖြစ်ဖြစ်နိုင်လိုက်ပြက်ပြက်သွားသွားပဲ။မဟုတ်ဘူး။နော်။ နောက်ပြီးတဲ့အချိန်မှာခဏနေတဲ့အချိန်မှာဆုံးမောင်လွယ်ကနေတန်းရွှေပြန်တင်လိုက်တယ်။အဲပြီးတာနဲ့ဒီတိုင်းပဲဆက်သွားတယ်။နောက်ပိုင်းမှာ transition government ပုံစံမျိုးပဲဒါတိမ့်သိမ့်လက်ထဲကိုထည့်တယ်။အဲဒီငါးနှစ်တတန်ပြီးသွားတယ်။လောက်တယ်မေစုပါတယ်ဆိုတော့လည်းနိုင်တာပဲလေ။လွယ်လွယ်လေးပဲ။ဘာမှစဉ်းစားစရာမလိုဘူး။ညစ်စရာဘာအကြောင်းမှကိုမရှိတာ။နော်တကယ်လို့ဥပမာကွာဒီ trend ချက်ဆိုတာနေရာတိုင်းမှာရှိတော့ တကယ်လို့လောက်ခဲ့မယ်ဆိုရင်လည်းဟောကိုဒေတာမှာနိုင်ငင်သောဖြစ်ချင်သောနဲ့လောက်ခဲ့မယ်ဆိုရင်တော့အဲ့ဒါ neglect လုပ်လို့ရတဲ့သေးငယ်တဲ့ပမာဏမရမကသူတို့ဖြတ်ချင်တယ်ဆိုရင်တော့အဲ့ဒါအဓိပ္ပာယ်မရှိဘူးမဖြစ်နိုင်တဲ့အရာဘာလို့လဲဆိုတော့တိုင်းပြည်ကအဲ့အချိန်မှာသူတို့ဟိုရွေးကောက်ပွဲမဲမတမမှုကြောင့်အာနာသိမ့်နေဆိုတဲ့အချိန်ကြီးအာနာမသိမ့်ခင်သူတို့မိုးပြောဂျိုးပြောနေနော်ရှောက်ပြောနေတဲ့ကာလတွေကိုပြန်ကြည့်လိုက်လေပြည်သူက အွန်လိုင်းပုံမပေါ့ဝက်ဝက်ကွဲကိုဘက်ကနေထောက်ခံ အားပေးထားတာအခုအာနာသိမ့်လက်တဲ့အချိန်မှာနော်လူတူကြီးဆိုတော့ကြိုက်တဲ့မြို့ကြိုက်တဲ့ရွာကြိုက်တဲ့ဒေသနေပြည်တော်မကလို့ဘယ်နေရာမင်းမြို့ဘာညာကြိုက်တဲ့နေရာကိုပြောအဲ့ထောက်ခံတဲ့လူတူကဒီမဲကညက်လားမညက်လားဆိုတော့ကဘာထိပါရှင်းရှင်းလင်းလင်းသိနိုင်ပါရဲ့နဲ့မဲခိုးပါတယ်လို့ဆွတ်ဆွဲပြီးတော့စည်ရင်လိန်စည်ရင်ညာနဲ့လှုပ်တာကိုတို့ပြန်ကြားရအတီးတော့နော် ဘာလောက်အောင်မဲဘာလောက်အောင်မဲဆိုတော့ဟိုမဆိုင်တဲ့ဇကားတွေနည်းနည်းပြန်ပြောမယ်ဆိုရင်ကိုရို2020 MRTV ကိုဆောက်တဲ့အချိန်မှာကို့မှာတိုက်ပုံဖြူနဲ့နဲ့နှစ်ထည်ပဲပါတယ်ကိုသတင်းကြေညာတော့မှာဒါပေမဲ့အအဖြူအနဲ့ရယ်ကိုကပွဲတက်ဝက်ဆုံးတိုက်ပုံဝါအဝါနုနုလေးရှိတယ်အဖြူကဘန်းလို့ဒါကတော့ကင်မရာသမားတွေသိတယ်အနက်ကဒီဘယ်လိုပြောအောင်အမင်္ဂလာအယောင်လို့သတ်မှတ်ကြတယ်အနက်မို့ရအောင်အဖြူမို့ရအောင် အဲကျွန်တော်မှာအဝါလေးတစ်ထည့်ရှိသေးတော့အဝါကန့်တက်လုံးဝမဝရောက်ပင်နီတို့အဝါတို့အမေစုအယောင်တို့တတ်မှတ်ပြီးတော့အဝါအနီလုံးဝမဝရောက်ဆိုတော့နည်းနည်းအံ့ဩသွားတယ်အာမေရိတ်ဖြစ်သွားတယ်ဝေါဟာဘလိုကြီးလဲပေါ့နော်ဒါမဲ့ဂျင်ညာလိုက်တယ်ကိုသူများအင်ကြီးအပြာလေးဝတ်ပြီးဂျင်ညာလိုက်တယ်အဲ့တော့ခရိုမာတွေဘာတွေမဖောက်ဘူးနောက်မှကားချက်ကြီးနဲ့ကိုတို့ခက်တော့အဲ့လိုကနေပြီးတော့ ဘယ်စကားတွေမပြောရဘူးဘယ်အယုတ်တွေမပါရဘူးအန်ဒရီဆိုတဲ့အလံတွေမပါရဘူးဘာအောင်ဆန်းအောင်ဆန်းစုကြည်ဆိုတဲ့အကြောင်းဟိုပါလဲနမိတ်ပုံတွေပကြီးတွေဘယ်နေရာဘယ်မှာမှမပါနောက်ပြီးတော့အဲ့လိုအဝဲအစားမျိုးပွဲလိုက်ရင်လည်းတခါတည်းအလုတ်ပြုတ်အဲ့လိုမျိုးတကယ်ကိုအခုကိုတို့က social punishment လုပ်တယ်ဆိုတာလူတို့အားနဲ့လုပ်တာသူတို့လုပ်တယ်ဆိုတာ state sponsor နဲ့နိုင်ငံတော်အစ်စ်နိုင်ငံပိုင်းမီဒီယာနိုင်ငံပိုင်းသတင်းစာတွေမှာပါအမေစုကိုဒီ နော်ရုပ်သေးရုပ်ပုံစံမျိုးနဲ့နော်တကက်ကိုမိမ့်မြပြကြီးတယောက်လို့အဲ့လိုမျိုးတွေပုံဖော်ပြီးတော့နိုင်ငံတော်အဆင့်လောက်ခဲ့တာအဲ့ဒီမှာပဲကြည်လိုက်ဘလောက်ထိ NLD နဲ့အမေစုနယ်မုန်းနေလဲအဲ့တော့ဘလို့ပဲနိုင်နိုင်ညက်မယ်ဆိုတာလူသူကြီးကလည်းတိရနဲ့အဲ့တိတိရနဲ့ကိုလက်နဲ့နဲ့အနိုင်ကျက်ပြီးခံရတာအဲ့ဒါဒီအတိအလင်းပြောလို့ရတယ်ဒါဟာမဲလိမ့်တယ်လို့ပြောတဲ့ကောင်လိမ့်တာကိုကပြန်ကြားရအရာရှိတယောက်ပါ နောက်ပြီးတော့အသိဉာဏ်နှုံနေတဲ့လူတယောက်လည်းမဟုတ်ခဲ့ဘူးအဲ့တော့ကိုတို့ဟိုတခုတော့ရှိတာပေါ့နော်လူတို့အားဒီတအားကြီးမတဲ့အတွက်လူတို့ဘက်ကရက်ခဲ့တယ်ကိုတို့တော့ဟိုညံနေတယ်ပြောပြောနှစ်နေနေနဲ့နှစ်တူတူရက်တူတူအချိန်ကာလတူတူနဲ့နိုင်မယ်ထင်ပြီးတော့ဒီလိုလာခဲ့တာပေါ့နော်အဲ့ဒါတခုပဲရှိတယ်ကြံတဲ့ဟာကကိုတို့ဒီလက်နက်အင်အားနဲ့ institution ကောင်းတဲ့ဟာကြီးကိုတုံ့ပြန်တဲ့အချိန်မှာလော်ရန်နဲ့မနိုင်ဘူးဆိုတော့ ငါးနှစ်နေနေဖြစ်လာတော့လည်းကာလာမသိတယ်ဒါပေမဲ့မဲခိုးတဲ့ကိစ္စကတော့နော်မဲလိမ်တဲ့ကိစ္စသူတို့ပြောတဲ့အရာကတော့လုံးဝအမှားဆိုတာအတိအလင်းပြောလို့ရတယ်တခိုးလူလူဟစ်တဲ့ဟာကိုကိုတော့အများကြီးရှင်းပြကြမလို့နော်ဒီကိုရောငငယ်တော့ဟိုခါရီကအခု gender အရာမပြောရဘူးလို့ဘာလို့ဆိုလို့ကိုရောမပြောတာ။နော်ငငယ်တော့အတုံးတဲ့စကားလို့ဟာစကားကြမ်းကြမ်းနေတုံးလိုက်လို့ရတယ်။အဓိကက ဒီလို မတရားကဘာတိခေါင်းဆောင်ကဘာတိအရာတခုကို အာနာသိမ့်ပြီးတော့လှုပ်လိုက်တဲ့ဟာဒီအမားလားအမှန်လားလူတိုင်းသိတာကိုကအဲ့ဒါကိုစီကပတ်ကုန်းအထောက်အထားဥပမာဥပမေယျလည်းရှင်းပြကြမလို့ဦးထင်ပါတယ်နော်တခိုးလူလူဟစ်တဲ့ကိစ္စကိုမှားလားမှန်လားဆိုပြည်သူလူလူအသိဆုံးမှာနော်ဒီကောင်းရဲ့ဂျွေးကောက်ပွဲက fair ဖြစ်မလားမဖြစ်ဘူးလားအဲ့ဒါထောက်ပြောစရာမလိုအောင်ပြည်ပြည်စုံပြီးသားလူလူလက်ခံပြီးသားပါ ပုံမှန်တိုင်းကလူကိုခွေးကြိုက်တော့ဘောနော်ကိုတော့ဟိုမေခွန်းရှိလာလို့သာဖြေနေရတယ်ဒီကောင်းနေအเจ้าပါလာနှုတ်ထဲကထုတ်ဖို့တော့တဏှာယွန်းလာဆက်စုပ်တာနော်သူအဲ့ဒါကြောင့်ကိုသူ့ပုံမဖြစ်မနေတင်ဖို့လေးပါရှိလာကိုဖြတ်ပလိုက်တယ်သူနဲ့တကွကိုတို့နေခဲ့ဘူးပါလေသူတို့အဘခေါ်ခဲ့ဘူးလေအမခေါ်ခဲ့ဘူးလေနှစ်20လေကိုတို့စစ်ကြုံအောင်မှာအလုပ်လုပ်ခဲ့ကြတာ တကယ်မသိလို့မဟုတ်ဘူးမလွန်ဆန်နိုင်လို့ခေါင်းဆောင်ဘသူမရှိဘူးကိုတို့လည်းမစွမ်းဆောင်နိုင်ဘူးဆိုတဲ့ဟာတွေနဲ့ကိုတို့နှစ်20လုံးနေခဲ့ရတယ်တချို့အရာတွေလည်းအသားကျသလိုပဲနေရာလူတိုင်းတောင်ရှိတယ်နော်ကိုတို့ဖားရပြီးလူတိုင်းရှိတယ်ဒါပေမဲ့ဒီဟာကို2015ကျော်လာပြီးတော့ကိုတို့လွန်မြောက်ခြင်းရဲ့အရာတာနဲ့နော်ရဲခြင်းရမယ်နော်အကြောက်တရားကိုလွန်မြောက်ရမယ်ဆိုတော့အရာတွေကနဖိုးတွေဒူးတွေ နော်ကိုကိုတိုင်းနားနဲ့ဆက်ဆက်ကြားတဲ့အခမ်းအနားတွေတက်ရတဲ့အမေနဲ့အတူသွားတဲ့ခီးတွေအဲ့ဒါတွေတီးပြီးလာတဲ့အချိန်မှာကိုရိုးစိတ်တွေကပြောင်းလာတယ်။မွေးလာတော့ဥပမာမွေးလို့မဟုတ်ပါလေ။ပေါက်ဖက်လေးလို့မွေးလာပေမဲ့ကြီးလာတော့ဟိုလိပ်ပြာလေးဖြစ်သွားသလိုကိုတို့မျိုးရိုးဗီဇတွေအတိုင်းပဲပြောင်းလာတယ်အတောင်ပံတွေထွက်လာတယ်2015 2015မှာလူလားမြောက်ပြီးအတောင်ပံတွေထွက်လာတဲ့အချိန်2020ရောက်တဲ့အချိန်မှာကိုတို့ထပ်ပြန်သန်းခြင်းဒီတက်မြင့်တဲ့ အရာတစ်ခုကိုကိုတို့ပြောင်းလဲခြင်းတော့ဖြစ်တဲ့အချိန်မှာအာနာကောက်သိမ့်လိုက်တာရုံမာတာလူမဆန်တာအဲ့တက်ပြောကြဘာမှမရှိဘူးကြီးလေသူတို့ကိုအထောက်ထားတော့ဥပမာဥပမာရေရတော့ ਨੇ ပြန်ပြောတဲ့ပညာရှင်တွေကိုလည်းလေးစားပါတယ်ကိုတို့ကတော့ခက်ရိုင်းရိုင်းပဲလေတိလာတော်လိုင်းရေလှုပ်တယ်ဆိုတဲ့အထက်မှာကိုတို့စိတ်သက်တူပြင်းထန်စွာပောက်ခွဲပြီးတော့ကိုတို့ရဲ့ရှိသမျှပညာဉာဏ်တွေ emotion အကုန်လုံးပုံဩပြီးတော့ကိုတို့တော်လိုင်းရေလှုပ်တယ်အထူးပြန်လက်နက်ကင်တော်လိုင်းရေပေါ့ အဲ့ဒါကိုထောက်ခံတယ်အားပေးတယ်လှုပ်လာပြီးတဲ့အခါမှာတော့ကိုတို့ထောက်ထားတယ်စကားများများတွေအခုဟာတောင်တော်တော်များနေပါပြီနော်အဲ့တော့ဒီကောင်းလေးလှုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်တယ်ဒီကောင်းလေးလှုပ်မဲ့အရာတွေဘာတစ်ခုမှယုံကြည်မရှိဘူးဘက်တော့မှကောင်းလာမှာမဟုတ်ဘူးနော်ကိုလိုနီခက်မှာကိုတို့နိုင်ငံကတည်ရထားတွေရှိတယ်သွားသွားတဲ့ဟာအင်္ဂလန်ပုံစံမျိုးပဲနော်လမ်းမကြီးပေါ်နေတည်ထားကြီးသွားနေတာလျှက်စမီတွေနဲ့ဘာနဲ့လှုပ်နေတဲ့အရာတွေတွေ့တယ်လမ်းမတွေကလုံးဝ နော်ညက်ညောနေတဲ့လမ်းမတွေ1940ခုမတိုင်ခင်တော့ကိုလိုတွေ့ခဲ့အဲ့နောက်ပိုင်းမှာရတားအစိုးရလို့ပါလဲဒီကိုနိုင်ငံကိုအစိုးရဆိုတဲ့ဟာမျိုးတွေနော်ဒီကောင်တွေနေဝင်းတော့ဘာလို့တက်လာပြီးတဲ့နောက်မှာနိုင်ငံတောက်လျှောက်ထိုးဆင်းလာအမေဆုံးလက်ထက်မှာမှပြန်ပြီးမောမလို့၅နှစ်မှာအင်တာနက်တွေကောင်းလာပြီးနိုင်ငံမှာမီးတွေရလာပြီး over 50%ဖြစ်လာပြီးအဲ့နံပါတ် 1GDP ကိုတွက်တာကြီးလေလျှက်ဆက်ပါပဲနော်လျှက်ဆက်ရှိနေအင်တာနက်ရှိမယ် ။ International communication သည်လွယ်မယ်။ကျန်တဲ့ lambda ဆက်သွယ်ရေးခဏထား။ဟောသူ့နေရာမှာသူ့ရဲ့ intelligent ဖြစ်မှုတွေနော် intellectual ဘိုင်းတွေမြင့်လာ။အဲ့တော့လျှက်စက် video ကိုတို့အရင်တော့လို့မီးမမှန်မဲနဲ့ဟေးဟေးနဲ့ဟာနဲ့မဖြစ်အောင်ကိုတို့လှုပ်ယူတယ်။အဲ့ဒါပြီးတော့အင်တာနက်တွေမှန်လာတယ်။ဟာအဝိုင်းလဲနေတာပဲကွာ။အဝိုင်းလဲနေတာပဲကွာဆိုတော့ခစ်တွေကိုလွန်မြောက်လာတယ်။နော်။ဘတ်စကားတွေဒီအေးကန်ဘတ်စကားတွေဖြစ်လာတယ်။နော်။ဒီအဲကွန်နဲ့ဘတ်စကားတွေဖြစ်လာတယ်။တစ်ခုပြီးတစ်ခုတိုးတက်လာလို့ အော်ငါးနှစ်ကဒီလောက်ဒါတော့ NLD ကလူတွေမလုတတ်ဘူးလို့ထောင်ထွက်တွေပါလို့ဝိုင်းဝေဘန်တဲ့ဂျားကဒီလောက်ဖြစ်လာရင်နောက်ထပ်အချိန်ရလာမယ်ငါးနှစ်ကိုကိုတို့ပျော်နေတဲ့အချိန်မှာဒီနော်ကနော်တရိတ်ဆန်လှုပ်လှုပ်သွားတာဘတော်မှမမေ့သလိုဘတော်မှလည်းထောက်ခံမှာမဟုတ်ဘူးအမုံတရားနဲ့ကြီးပြောတာမဟုတ်ဘူးမုံသိမ်းလို့မုံတာယွန်သိမ်းလို့ယွန်တာအဲ့တော့ကြွေးကောက်ပွဲဆိုတဲ့ဒီကောင်လေးလှုပ်ရက်နဲ့ဒီပါဇက်တွေနဲ့မတန်ပါဘူးအဲ့တော့ကိုတို့စန့်ကြံပါလေလုံးဝယုံကြည်မရှိပါဘူးအတိလင်းပြောလို့ရပါဘူး ညီလေးတကယ်ကိုလူတို့အတွက်နော်ကိုမိသားစုအတွက် လူတွေကဥပမာအဲကိုရောမိသားစုခက်ခဲလို့ဆိုပြီးတော့တယောက်ယောက်ကငွေကြေးလာပြီးထောက်ပံ့မယ်အသိန်းတရာ၂ရာ၁000ဆိုတဲ့ငွေကြေးထောက်ပံ့ညီလေးဘယ်လိုခံစားပြောမလဲအဲ့လိုလူတွေကူညီပေးနေတဲ့သူတွေလမ်းမှာကားအက်ဆီဒန့်ဖြစ်သွားတယ်ဆုံးသွားတယ်ကွယ်လွန်သွားတယ်ဒါမှမဟုတ်သူတို့မတရားဖန်ဆီးနှိပ်စက်ခံရတယ်ဆိုရင် ဒါတန်ရောစင်ကိုယ့်ကိုကူညီတဲ့ကိုယ့်ချစ်တဲ့သူလောက်နဲ့ပဲပြောတာနိုင်ငံကြီးတနိုင်ငံလုံးကိုအခက်ခဲပေါင်းများစွာကဘာကနေပြတင်ရှုံချဝေဖန်ခဲ့ရဲ့ချီးမွမ်းပြောဆိုပါညာဆိုတဲ့ဘောင်းဆောင်ကိုလည်းခံရတယ်လို့ပြည်တွင်းရဲ့ဖီအားလည်းခံရတယ်။နော်တခြားနိုင်ငံတွေရဲ့အင်အားကြီးနိုင်ငံတွေရက်စက်ရုံမှချင်းကိုလည်းခံရတယ်။အဲ့လိုဂျာရီတွေကနေမှနော်ပြည်သူကိုနော် ဟိုးပညာနေပါတော့တောသူတောင်သားတောကျုံအုံချရွာတွေကစသွားပြီးတော့ဒီလူရဲ့စိတ်ဓာတ်ကိုအမှန်တရားကိုသိအောင်ခံစားမိအောင်အစိုးရခေါင်းဆိုတော့ဘာလဲဖြစ်အောင်ငားနှစ်လုံးလုံးရုံးကန်စူးစမ်းပေးတဲ့အမေအိုနဲ့တကွာနော်တိုင်းပြည်ရဲ့ခေါင်းဆောင်တွေဖမ်းလိုက်တဲ့အခါမှာဖြစ်တဲ့ခံစားချက်ကကိုပြောမှညီလေးသိမှာမဟုတ်ဘူး။ဒီကိုရင်လေအဲ့ခံစားချက်တွေရှိမဲ့ထင်တယ်။တိတ်နာကျင်မှုကောင်းတယ်။အဲ့ဒါကြောင့်လေ တချို့သည်တော်လန်ရေးဆိုတာတောင်မှအမေစုအဖမ်းခံရလို့နာကျင်တဲ့စိတ်နဲ့ပေါဝင်လာတဲ့သူတွေရှိတယ်။သူတို့နိုင်ငံရေးကိုမသိဘူး။သူတို့ဘာမှလည်းပညာကောင်းမတတ်ဘူး။တောက်တခေါက်ခေါက်နဲ့ငါတို့အမေစုကိုနော်လူကိုခွေးကြိုက်သွားတယ်ဆိုတဲ့ခွေးဆွဲသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့နာကြီးစိတ်နဲ့တောင်တော်လန်လာတဲ့လူတွေရှိတယ်။အဲ့ဒါဘာကြောင့်လဲ။သူတို့ခံစားလို့တတ်တယ်။သူတို့ချက်တယ်။အဲ့တော့ဒီဒါအမေစုတယောက်တည်းကိုပြောတာမဟုတ်ပါဘူး။ကျန်တဲ့ခေါင်းဆောင် သူတို့အများကြီးပေးဆက်ခဲ့ရတယ်ထောင်ပြင်းထောင်ပဲနော်ထောင်နဲ့အကျဲကျုပ်တွေအကျဉ်းကျုပ်တွေစစ်ကြိုးတွေနှိပ်ဆက်ခံပြန်လွတ်လာတဲ့၅နှစ်မှာ လေဝဝရှူပြီးတော့သူတို့ဘာပြန်လုပ်လဲထောင်နဲ့ပြန်ထည့်လိုက်ဒီစစ်အာဏာရှင်ဆိုတဲ့ဇေကတိတ်ရုပ်မှာတိတ်အောက်တန်းကြအဲ့ဒါကြောင့်လဲကိုတို့ဒီအဆုံးသတ်တိုက်ပွဲလို့ပြောပြီးတော်လန်ခဲ့ကြတာဖြစ်တယ်အဲ့ဒါကြောင့်ပြည်သူတွေကိုဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်းပြောချင်တာကနည်းနည်းတောင်းခံပေးပါ ဒီစနစ်ကြီးကိုရိုက်ချိုးဖျက်ဆီးတဲ့အခါမှာကြမ်းတမ်းနဲ့ခက်ခဲတဲ့လက်တွေခြေတွေမျက်လုံးတွေအသက်တွေသွေးတွေပေးရတယ်။အဲ့အခါမှာစိတ်ဓာတ်ကြခြင်းဆိုတာဖြစ်တတ်တယ်။အနာယူပါဆက်လှုပ်ပါ နော်ကျွန်တော်တို့ဒီစက်ခွေးလှုပ်တဲ့ဘဲအရာကိုမစိုးတွန်းလန့်ဖြိုဖျက်ဖို့ကြိုးစားပါ။နှုတ်မို့ဆိုရင်ကျွန်တော်တို့ရှေ့ဟာခြေတွေလက်တွေအသက်တွေအင်္ကာတွေသွေးတွေနော်ယာရုစီစိမ်မိဘဘာညာခွဲခွာခြင်းတွေပေးသွားတဲ့ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေအားနာပေးပါ။နော်ကျွန်တော်တို့အဆုံးထိနိုင်အောင် เนาะไตปั้วဝင်ไปพุเนาะสรรณะปิゅจาบากรีปิゅจาบาอะห่าเลโกเลจาเรอะไนไตต้นบ่ยาซีကိုအမတီမှာလောက်ခဲ့တဲ့တွေ့ကြုံတွေပြန်ပြောပြမယ်ဒီစခွေးလောက်ခဲ့တဲ့အရာတွေမှာစိတ်ရောအသေးရောရင်ရော နှစ်ပြီးယုံကြည်တဲ့လူကသူတို့လူတွေကစတယောက်မှမရှိဘူးဦးလေးတက်ဆိုပြီးတော့ကင်မရာတက်တက်ကြည့်ပြီးဆွဆွဲလို့ရတယ်နော်သူတို့အဖားတွေအဖားတွေအဖားတွေအဖားအဆင်ဆင်တွေခိုင်းလို့ရှိတယ်တယောက်မှကြည်ကြည်ပြူနဲ့လောက်တာမရှိဘူး ကြည်ကြည်ပြူပြူနဲ့လှုပ်တာရှိအဲ့ဒါပါလဲယာဒူတအားလှုပ်ခြင်းလို့ရှေ့မှာဟောဘဟောမမဘာဖြစ်တဲ့ဒါဝဝပုတ်တော့ကြီးလဲလှပါတယ်အတင်းပြောဒီလိုချင်းကကိုတို့လည်းပါပါတယ်အဲ့တော့နော်နေရာရကြတယ်ယာဒူရကြတယ်အဲ့တော့သူများအောင်မအတင်းဆွဆွေးပြောကိုကိုကိုနာကျင်ခံပြီးပြောပါမယ်အဲ့တော့ဘဲကောင်ဘဲကောင်မမယုံကြည်သွားတဲ့အလုပ်လုပ်တာမဟုတ်ဘူးယာဒူအာနာအတွက်ပဲလုပ်နေတာ ဲ့တော့သူတို့ဖြိုးကောက်ပွဲမှာတက်တက်ကြွကြွနဲ့လာအားပေးတယ်ဆိုညီလေးတွေ့ကြည့်ပါဦးတော်လိုင်းလေးနဲ့ခွဲလုံးမှာသူတို့ရိုက်တဲ့ဇက်ကားတွေသူတို့လှုပ်တဲ့သချင်းတွေအဲ့ဒါတွေကယုံကြည်စိတ်အပြည့်နဲ့နှစ်ပြီးလှုပ်တာလားတခင်အားရကျွန်ဘာဝဆိုပြီးတော့တခင်အားရအောင်လို့ဇက်ကားတွေရိုက်ပြတယ်ရုပ်ရှင်တွေရိုက်ပြပြည်ပြန်လို့လားဝေဖန်စရာထောက်ပြကြတာအများကြီးနဲ့စက်ပစ္စည်းတွေငွေကြေးတွေတောက်တောက်လဲပေးထားတယ်အချိန်မှာဇင်အောင်မောင်တော့ဘာတွေလှုပ်ပြနိုင် နော်အဲ့တော့ရံအမေတန်းတို့ဘာညာကွိကွာရှောက်တုံးပြီးတော့အခုချိန်ကြီးလဲဘောမနဲ့မအေးလိုးတွေကိုတုံးပြုတ်ပြီးတော့ဒီကောင်တွေထပ်ပြီးရိုက်နေတာပဲအဲ့ဓာတွေကိုကောင်းပါတယ်ကြိုက်ပါတယ်အချင်းချင်းပြောနေကြတာဟာလဲသတို့တက်တွင်းမှာသတို့ယာတို့တွေနေရာရဖို့တွေအတွက်ပဲတကယ်ကောင်းလို့လားကဘာမှာအင်တာနက်တွေရှိနေပြီနော်အဲ့တော့သူတို့ဒီရွေးကောက်ပွဲမှာတကယ်ယုံကြည်စွာတက်တက်ကြကြအားပေးမယ်ဆိုညီလေးကိုယ်တိုင်ရောဘယ်လိုခံစားမေကုန်းကိုမေကုန်းနဲ့ပြန်မေးမယ်ဆိုရင်ဘယ်သူမှမယုံပါဘူး နော်သူတို့ယုံကြည်ပါတယ်လို့ပြောတာလဲသူတို့ကိုသူတို့လိန်နေတာကိုကအတိအကျပြောရတယ်နော်မင်းတို့မလိန်နဲ့နော်မင်းတို့အဲ့ရွေးကောက်ပွဲကိုသွားမဲ့အချိန်နေမင်းတို့အဲ့အတွက်ယုံကြည်သွားနဲ့မဲပေးပါတော့ကိုအောင်၆ကိုတို့မဘာသာတို့ဘာတို့ကြိုက်တဲ့အမျိုးဘာသာသာသနာကြိုက်တဲ့ကောင်ပြောမင်းတို့မယုံကြည်ပါဘူးဘာလို့လဲအာနာရှင်သည်မင်းတို့ရဲထုတ်ကောနော်ကိုနေစိုးမောင်တို့ရောနော်မင်းတို့အချင်းချင်းနေစိုးထုတ်ကောဘာအကုန်ပြန်ဖမ်းနော်တိတ်လာတဲ့ကောင်နေအချင်းချင်းပြန်တက်နော်ပြန်ဖမ်း အဲ့ဒါကိုအကြောက်တရားနဲ့မလို့မင်းတို့ကြောက်ပြီးထောက်ခံနေရတာငါမင်းတို့နော်စက်ခွေးစက်ကြွန်အောက်မှာ46နှစ်လုံးနေခဲ့တာနော်အချင်းချင်းပြန်ပြောလို့ရရင်မင်းတို့ကငါ့ကိုသက်စပေါက်လို့ပြောဦးမယ်တကယ်တမ်းသက်စာ ဖောက်ပြီးရင် ဖောက်ပြီးရင်ဖောက်ရင်းနဲ့ပဲမင်းတို့ယာရူးတွေနေရာတွေအတွက်လုံနေကြတာမင်းတို့နော်မထွက်ရဲတာမင်းတို့မပေးဆက်ရဲတာမင်းတို့အဲ့တော့အဲ့မပေးဆက်ရဲတဲ့သူတွေအတွက်အခုတော်လင်းကြီးလုံနေတဲ့သူတွေဒီတမရအနေဖာကောင်းအထိအားလုံးအတွက်လုံနေရတာ အားလုံးဒီပြည်သူပဲဆိုရယ်စိတ်နဲ့လုံနေကြတာเนาะမကောင်းသူထိတ်ကောင်းသူထိတ်ကတော့လာမယ်เนาะအဲ့တော့ဒီရွေးကောက်ပွဲမှာဘယ်လိုတွေတက်တက်ကြွကြလုံမလဲဆိုတာပုံရိပ်တစ်ခုပဲဖြစ်ပါလိမ့်မယ်ဘယ်သူရင်ထဲမှာတော်လင်ရေးသမားတွေလို့ရင်ထဲအသက်ရရှုံပြီးလှုပ်ခဲတဲ့ကောင်ကောင်မှတကောင်မှမရှိဘူးကိုပြောရတယ်ကျွန်တော်စကားတစ်ခုသေးချာပြောချင်ပါတယ်အဲ့ဒါကဘယ်လိုပဲဝါရဖြန့်ဖြန့်ဘယ်စကားတွေပဲပြောပြော ဘယ်တုံးကားမှပြည်သူကိုတကယ်မကြည့်တဲ့ခွေးလို့နွားလို့ကောင်းနေလောက်တဲ့ရွေးကောက်ပွဲကိုခမားပါဝဲမှာလားလူလိုလူစိတ်တက်လူအသိဉာဏ်နဲ့နေရနော်ဆုံးဖြတ်တော်လဲတော်လန်ရေးကာလရဲ့အခက်ခဲတွေကိုရင်ဆိုင်ကြော်ဖြန်ရင်းနဲ့လူလိုနေကြမလားကျွန်တော်ခမားတို့ရွေးကောက်ပွဲမှာပါမယ်ဆိုတဲ့လူတွေအဲ့ဒါကိုယုံကြည်တယ်ဆိုတဲ့လူတွေကိုကျွန်တော်မေးချင်တယ်နောက်တစ်ခုကစနစ်တစ်ခုရိုက်ချိုးဖြက်စီးတဲ့အခါမှာ 290လောက်เนาะ institution ကိုအကြောက်တရားနဲ့ခိုင်မောင်လှုပ်လာတဲ့အရာတွေကိုကျွန်တော်လူလူအားနဲ့ဖြိုဖျက်လာတာလေးနှစ်ခွဲ၅နှစ်ထဲရောက်လာပြီဒီလူနဲ့ပူပေါင်းပါဝင်ပြီးတော့ဆက်နဲ့စိုးကြီးကိုအပီးတိုင်ရိုက်ချိုးဖျက်သိမ်းမလားစစ်ကြုံအောင်မှာခမရတို့ခမရတို့သားသမီးလေးတွေကိုပါထတ်ထိုးထည့်ရင်းနဲ့ပျော်ပျော်ကြီးနေကြမလားအဲ့တော့ကျွန်တော်ခမရတို့ဟိုဘက်မှာရှိတဲ့လူတွေကိုတိတ်မစီအောင်မသိမ်းသွင်းခြင်းဘူး ဘိန်းဆိုင်တဲ့လူတွေလို့ဖြစ်နေပြီတဧကလောက်နဲ့ဘိန်းဆိုင်တာဒီတိမ့်ထောင်ချီရတဲ့ဘဝကနေနော်မကောင်းတာမှန်းသိပေမဲ့တိမ့်ထောင်ချီရတဲ့အတွက်မစွန့်လွတ်နိုင်တဲ့ဘိန်းဆိုင်တဲ့သူတွေလို့ဖြစ်နေတဲ့စစ်ကြုံအောက်ကကောင်းနေနဲ့စဘာဆိုင်တာဧကတထောင်ဆိုင်တာတဧကကိုမမိဘူးဒါပေမဲ့ကျွန်တော်တို့လူထုကိုအစိမ့်မခတ်ဘူးမဖြက်စီးဘူးဘယ်ဘဝကိုရွေးမလဲကျွန်တော်တော်လန်ပြည်သူနဲ့စစ်ခွေးစစ်ကြုံလူထုကတော့ပြက်ပြက်သားသားဖြစ်နေပြီ။ ဘယ်ဘက်မှာရက်မလဲရက်နေတဲ့သူတွေရောဘလောက်ထိအဆုံးသတ်ထိပြင်းပြထန်ထန်ပါဝင်မလဲဆိုတော့ကျွန်တော်ပြိုင်ပွဲရဲ့အဖြစ်ပဲအဲ့တော့ကျွန်တော်ပြောချင်တာကပြည်သူလူထုနော်တော်လန့်ပြည်သူလူထုပို့ပြီးကြက်လက်စီလုံးအောင်လုပ်ပေးပါရွေးကောက်ပွဲဆိုတဲ့ဒီကောင်နေစစ်ခွေးတွေလှုပ်တဲ့အရာကို ပြင်းပြင်းထန်ထန်တက်ပြတ်သားသားစန့်ကျင်ပေးပါဒီနေရာနေကျွန်တော်ပြောချင်ပါတယ်